အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါဆိုဒီညကနေပြီးတော့အဆုံးမကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ညဘက်မှာတော့ဒါကျွန်တော် Liverpool အသင်းရဲ့အပြောင်းအရွှေ့အကြောင်းလေးကိုကျွန်တော်တို့ဒါဆွေးနွေးကြရအောင်ပေါ့နော် Liverpool အသင်းရဲ့လက်ရှိအပြောင်းအရွှေ့အကြောင်းကိုဆွေးနွေးမယ်ဆိုရင်တော့လက်ရှိအခြေအနေက Liverpool အသင်းက ဒါဒီအပြောင်းရွှေ့မှာတော်တော်လေးကိုအလုံရှုံနေတဲ့အသင်းသတင်းလို့ပြောလို့ရတယ်။ဒါပြင်ကျွန်တော်လစ်ဘဘူးသိရတာအဝင်ကြီးပဲမဟုတ်ဘဲနဲ့အထွက်တိမ်မှာလည်းတော်တော်လေးကိုအလုံရှုံနေတဲ့သတင်းဆိုတာလုံးဝဒါကျွန်တော်တို့ညင်းလို့မရတဲ့သတင်းလို့ပြောပြစီ။အဲ့တော့ဒီနေ့ဒါကျွန်တော်တို့မြန်မာစံတော်ချိန်ညနေပိုင်းလောက်မှာဒါလစ်ဘဘူးသိတဲ့ပတ်သက်ပြီးတော့ David Austin က Twitter ကနေပြီးတော့သတင်းတစ်ခုတက်လာခဲ့တာဖြစ်တယ်။လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးရသတင်းတွေအရဆိုရင်တော့ဒါကျွန်တော် David Austin ရဲ့ပြောဖို့အရဆိုရင်တော့ Liverpool အသင်းရဲ့ left back ဟုတ်ဘယ်လဲပါ လက်ဝင်းကစားသမားဖြစ်တယ်ဒါကျွန်တော်လူးဝစ်ဒီယာစ်ကိုဒါကျွန်တော်တို့လက်ရှိအသင်းတော်တော်များများကစိတ်ဝင်စားနေရဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်။လူးဝစ်ဒီယာစ်ကိုအခုလက်ရှိမှာဒါကျွန်တော်တို့အသင်းကြီးတချို့ကနေပြီးတရားဝင်ဆက်သွယ်လာမှုတွေရှိလို့ဒါလူးဝစ်ဒီယာစ်နဲ့လည်းချိတ်ဆက်မှုတွေရှိပြီးဒါလီဗာပူးအသင်းကိုလည်းတရားဝင်ကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေခဲ့တယ်။နောက်ဆုံးသတင်းတွေအရဆိုရင်တော့လက်ရှိမှာလူးဝစ်ဒီယာစ်ကိုလူချင်နေတဲ့ကလပ်နှစ်ခုရှိပြီးဒါပေမဲ့ဒါဒါကိုမှဒါကျွန်တော်တရားဝင်ဆက်သွယ်လာတဲ့ကလပ်ကတော့ဒါကျွန်တော်အောင်နစီယာဖြစ်တယ်။ဒါတိကျတယ်မဲ့လက်ရှိဒီနှစ်မှာအောင်နစီယာအနေနဲ့ စ္စတီယာနိုရော်နယ်ဒိုအသင်းမှာဆက်နေရေးအတွက်ဒါကျွန်တော်တို့စာချုပ်အသစ်ချုပ်ဆိုမဲ့နေရာမှာရော်နယ်ဒိုကိုသူတို့နေကတိပေးခဲ့တာသူတို့ရဲ့အသင်းကို quality ပိုကောင်းတဲ့ကစားသမားတွေသူတို့နေထက်ပေးမယ်ဆိုတဲ့ပုံစံမျိုးသူတို့အနေနဲ့ဒါဂရိပေးခဲ့တာအဲ့တော့ဒါကြောင့် NCN တဖက်ကဒါအော်ဟီလေးကဒါကျွန်တော်တို့လက်ရှိမှာ Inter Milan ရဲ့ဒါနီးပြဖြစ်ခဲ့တဲ့ဒါ Inzaghi ကိုဒါနီးပြဖြစ်ခတ်လိုက်တဲ့အချိန်မှာတဖက်က Ronaldo ဘက်ကနေပြီးတော့အသင်းမှာဆက်နေအောင်ဆိုပြီးတော့ဒါ တောက်လျှောက်ဒါစူးစမ်းပြီးတော့မှနေထားမှာရှိတယ်အဓိကရိုနယ်ဒိုစာချုပ်အသစ်ချုပ်ဆိုတဲ့ဥစ္စာကသူ့အနေနဲ့အောင်နစီယာနဲ့တူတာကျွန်တော်အောင်မြင်မှုတွေဒါဆူဖလာတွေရရှိခြင်းတွေကြောင့်သူ့အနေနဲ့ဆက်နေမယ်ဒီနေ့ဆက်နေမယ်နေထားမှာကစားသမားဒီကိုဆက်လက်ပြီးတော့ဒါကျွန်တော်ခေါ်ယူဖို့အတွက်ဒါသိရတယ်မှာပါအဲ့တော့ဒါကျွန်တော်လက်ရှိမှာအောင်နစီယာတွေမဟုတ်ဘဲဒေးဗစ်အော်စတင်ရဲ့ပြောပုံရဆိုတော့လက်ရှိမှာတရားဝင်ဆက်သွယ်လာတဲ့နောက်ထပ် club တစ်ခုကဘာဆိုနာအသင်းဖြစ်တယ်အဲ့တော့ဘာဆိုနာအသင်းဒါလက်ရှိမှာဒီရပိုင်းအတွင်းမှာ USDS ကိုဒါတရားဝင်ဆက်သွယ်မှုတွေပြုလုပ်ခဲ့သူလက်ပဘူးနဲ့လည်းဒါတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့ဒါကျွန်တော်ဒေးဗစ်အော်စတင်ရဲ့သတင်းလေးကိုခင်ဗျားတို့ကိုဖတ်ပ ပြခြင်းနဲ့ဒါကျွန်တော်ပြီးရင်တော့အင်္ဂလိပ်လိုဘာသာပြန်ပြမြန်မာဘာသာပြန်မှာပေါ့နော်အဲ့တော့ David Austin exclusive သူယူထားတဲ့တဲ့င်းကပြောရမယ်ဆိုတော့ Liverpool rebuff Barcelona approach to discuss signing Luis Diaz ပေါ့နော်အဲ့တော့ Barcelona အသင်းနဲ့ဒါ Luis Diaz ကိုတရားဝင်ခေါ်ယူဖို့အတွက် Liverpool အသင်းစီကိုတရားဝင်ဒါကျွန်တော်တို့ချစ်ကပ်လာတဲ့အပေါ်မှာတော့ Liverpool အသင်းကငင်းပယ်ခဲ့တယ်လို့သိရတယ်မှာပါတယ် Barcelona make contact yesterday ပေါ့နော်ဒါကျွန်တော် Barcelona အသင်းကဒါမနေ့ကဒါကျွန်တော် Luis Diaz ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ Liverpool အသင်းကိုတရားဝင်ဆက်သွယ်ခဲ့တယ် Liverpool ကလည်းရှိမှ Luis CS နဲ့ပတ်သက်ရင်တော့လုံးဝ100%လုံးဝရှင်းတာကဒီကစားသမားကလုံးဝ clear ပေါ့နော်ဒါလုံးဝရောင်းဖို့အတွက်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးရေးသားထားတယ်။ New contract unlikely so unless bid land to change stance 20 uh, stay even if it leads to the free agency ပေါ့နော်လက်ရှိမှာဒီနောက်ဆုံးစာကြောင့်နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတယ်။လက်ရှိအချိန်မှာ Louis CS ကိုဒါကျွန်တော်တို့ လီဗာပူးအသင်းနေစာချုပ်သစ်ချုပ်ဆိုမှာတော့မဟုတ်ဘူးဒါပေမဲ့လည်းဒီအသင်းကလည်းရှိမှာလီဗာပူးအသင်းနေဒါကျွန်တော်ကစားသမားကိုလည်းရောင်းချဖို့အခြေအနေမရှိဘူးဆိုတဲ့ပုံစံပဲအဲ့တော့ဒါတချို့ကြားရတဲ့ဒါကျွန်တော်ဒီကစားသမားအသင်းမှာဆက်နေခြင်းနဲ့ဆိုစာချုပ်သစ်ပုံစံမျိုးကန့်လန့်တာရှိပေမဲ့လက်ရှိမှာလီဗာပူးအသင်းကတော့ဒီကစားသမားကိုစာချုပ်သစ်ပုံစံမျိုးအခုချိန်မှာကန့်လန့်မှုအစီအစဉ်မရှိတိုးပေမဲ့တော့ညာလည်းဒါပေမဲ့ဒီကစားသမားကိုလည်းလက်ရှိမှာရောင်းချဖို့အစီအစဉ်မရှိဘူးလို့သိရတယ်ဒီမှာပါတယ်ဒီညမှာဒါလီဗာပူးအသင်းနေဒါကျွန်တော်ကစားသမားသားခုနစာချုပ်သက်တမ်းမတိုးဘူးဆိုလဲအလွတ်နဲ့ပြောင်းရွှေ့ခြင်းရွှေ့လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုပြောလိုက်ရတယ်ဒါပေမဲ့ဒီညမှာဒါကိုကျွန်တော်စဉ်းစားမြင်ကြတာလက်ရှိ မှာ transfer market မှာ Louis Sierra ကစာချုပ်တက်တန်းရဘယ်နှနဲ့ကြံသေးလဲ Louis Sierra ဒီခုလက်ရှိမှာစာချုပ်တက်တန်းရဒါကြောင့်2029ခုနှစ်ကတည်းကကြံသေးတယ်ဒါစာချုပ်တက်တန်းရနှစ်နှစ်ကြံသေးတယ်လို့ပြောလို့ရအောင်ပြောချင်တာကလာမယ့်နေရာဒီမှာဒါကျွန်တော်ကစားသမားအလွတ်နဲ့ခေါ်ယူဖို့လေလုံးဝမရသေးတဲ့နေရာမှာရှိအရော Liverpool အသင်းကတော့ရှင်းတယ်ဒါ Louis Sierra ကလက်ရှိဒါ Arnie Slot အသင်းအတွက်ဒါမရှိမဖြစ်လိုအပ်တဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်ဒါမနစ်ကဒါကျွန်တော်တို့အသင်းမှာလည်းတော်တော်လေးကိုခြေစွမ်းပြခဲ့တဲ့ကစားသမားတယောက်ဆိုတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်မနစ်ကဒါကျွန်တော်တို့ Premier League မှာအားလုံးပေါ့ Louis CS က90 20ပေါင်ပတ်သက်မှုရှိခဲ့တယ်ချန်ပီယံလိမှာ၄90ပေါင်ပတ်သက်မှုရှိခဲ့တယ်အလုံးမောက်ဒါကျွန်တော်တို့ Louis CS အနေနဲ့ဒါဖလားပေါင်းစုံမှာဒါ Louis CS ကဒါ196မိနစ်မှာပွဲ90ကစားခဲ့ပြီးတော့အဲ့ဆို190ကို190ကို196မိနစ်မှာ3000မိနစ်ပေါင်း3336မိနစ်ကစားခဲ့ပြီးတော့ဒါကျွန်တော်အလုံးမောက် twin go ဒါကျွန်တော်တို့25ခုပါဝင်ပတ်သက်ခဲ့တယ်လို့သိရအဲ့တော့ပြောချင်တာကလက်ရှိ Arnis Lloyd ဒါကျွန်တော်တို့ Premier League ရခဲ့တဲ့ယာတီမှာ Luis Diaz ကအင်မတန်မှအရေးကြီးခဲ့တဲ့ ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်အဲ့တော့တချို့ကြတာထင်တာပေါ့နော်ဒါ Florian Risch ရောက်လာတဲ့အချိန်မှာ Florian Risch က left wing နဲ့ဆော့လို့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်းမလို့ဒါ Luis Diaz ကိုသူတို့အနေနဲ့ရောင်းလောက်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ Luis Diaz ကိုဒီတိုင်းဆိုတော့ဒါ Liverpool တင်းနဲ့လုံးဝရောင်းမှာမဟုတ်ဘူးဆိုတော့100%သူတို့အနေနဲ့ဒါလုံးဝ clear လုပ်သွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီးတော့ဆွေးနွေးလို့ရအဲ့တော့ Luis Diaz မှာလက်ရှိမှာစာချုပ်တဒဏ်ရာနှစ်နှစ်တော့ကြံသေးတယ်ဒါပေမဲ့ လူဝစ်စီကသူအသင်းမှာဆက်နေစီခြင်းမဲ့သူများသိလို့မှာအသင်းမှာဆက်နေဖို့အတွက်လောက်ခလာစာပို့တိုးပြီးတော့စာယုံသစ်ချုပ်ဖို့အတွက်လည်းဘဘူးအစီအစဉ်မရှိဘူးလက်ရှိလာနေတဲ့လာစာတိုင်းမှာလူဝစ်စီကသူအသင်းမှာဆက်နေခိုင်းမယ်ကစားသမားကဒီကိစ္စနဲ့ပတ်သက်ပြီးဒါအခုလက်ရှိမှာဒေးဗစ်အော့စတင်ပြောထားတဲ့တဲ့မှာကစားသမားနဲ့ပတ်သက်ပြီးကစားသမားအသင်းကထွက်ချင်တယ်လို့ဘာလို့ပုံစံမျိုးတော့ကျွန်တော်နေတွေ့ရခြင်းမရှိဘူးအဲ့တော့လက်ရှိမှာဒါ transfer market ရဲ့ဈေးရဆိုရင်တော့ Louis DS ကဈေးရဆိုရင်တော့ Euro 80ပေါက်တယ်အောင်နီစီကဘာဆိုဒါမဲ့ကျွန်တော်ညင်ကြည့်တာပေါ့နော်ဘာဆိုနာတင်းတယ်လက်ရှိမှာ Louis DS ကိုခေါ်မယ်ဆိုရင်တော့မှ Euro 80 budget ကိုပေးနိုင် ုင်မလို့ကျွန်တော်အနေနဲ့မထည့်ပါဘူးဆိုတော့တို့တွေနဲ့ market value ယူရိုတန်လေးစီကိုတော့ပေါင်တန်း40ယူရိုတန်50ပတ်ချလေဝင်ကြရအောင်တို့ရုံးကန်နေရတဲ့အချိန်မှာတို့အနေနဲ့ဒါကျွန်တော်အမြင်ရပါတော့ကျွန်တော်တဦးတယောက်တည်းအမြင်ရဆိုဘာဆိုနာတင်းနေယူရိုတန်80မလွယ်တော့ဘူးလို့မြင်နေတယ်ဒါပေမဲ့တို့အနေနဲ့ဒါကစားသမားကိုဒါရမလားဆိုတဲ့ testing the water ပုံစံဘယ်လိုခက်ပေမဲ့တစ်ဖက်က Liverpool တင်းကတော့ရှင်းတယ်ဒါကမ်းလမ်းမှုပါညာမှုတရားဝင်စုံစမ်းတဲ့စစ်မှားတွေကိုဒါဒီကစားသမားကလုံးဝရောင်းဖို့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါတရားဝင်ငင်းပယ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကို David Austin ကရည်ရခဲ့တယ်အဲ့တော့ လူဝိဇီယက်ကိုတော့လက်ရှိမှာလီဗာပူးအသင်းမှာလီဗာပူးအင်ဂျီကိုပဲလူချိုကိုတော့ဆက်ပြီးတော့မြင်ရမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့အယောင်စင်းနဲ့ပတ်သက်ပြီးလက်ရှိမှာနည်းနည်းလေးဆွေးနွေးအောင်ဟာဗီယယ်ရော အဲ့ဒီကိုလက်ရှိမှာကျွန်တော်တို့သိရတဲ့သတင်းတွေရဆိုရင်တော့ဒါ series ကကလပ်တချို့စိတ်ဝင်စားနေတယ်။ကောလာဟာလာတွေကအခုလက်ရှိမှာလားကျွန်တော်တို့ series ဖလားကိုပူပူလောလောရထားတဲ့ဒါကျွန်တော်တို့အဲနပိုလီအသင်းက Harvey Elliot ကိုဒီနှစ်နွေရာသီမှာတတရဝင်ခေါ်ယူဖို့အတွက်ဆွေးနွေးသွားနိုင်လို့သိရတယ်မှာပါတယ်။ Elliot ရဲ့အနာဂတ်ကတည်ကြတဲ့အတိုင်းပဲအခုလက်ရှိမှာ Florian Reed ရောက်လာတဲ့အချိန်မှာသူ့ရဲ့အနာဂတ်ကပူပူပြီးတော့မတည်ကြနိုင်ထားမှရှိတယ်။ Elliot အနေနဲ့ဒါကျွန်တော်တို့ကာလေဟာတို့လိုပဲဒါကျွန်တော်အသင်းမှာဆက်ပြီးတော့ဒါအဲနေမယ်ဆိုရင်တော့သူတို့နေမိနစ်အရာဒါကစားတဲ့မိနစ်အရာအပြည့်အဝလိုချင်တယ်။ ဒါပေမဲ့ဒီပုံစံတိုင်းဆိုရင်တော့ Elio အနေနဲ့ဒါမိနစ်ရဖို့တော့တော်တော်လေးကိုယုံကန်ဖို့အနေထားမှာရှိပါပြီ Florian Risk အနေနဲ့တည်ကြရတဲ့အချိန်မှာဒါ Liverpool အသင်းမှာဒူဒီနေတဲ့ရောက်လာမယ့်အချိန်မှာ Sobosai နဲ့ Florian Risk တွင်လည်းမှာဒါဒီရလူရမယ်ဒီနေရာမှာဒါ Elio တို့ဘာလို့ဆိုရင်ဒါနောက်ရောက်သွားမယ့်အနေထားမှာရှိအဲ့တော့ Elio အနေနဲ့အခုလက်ရှိမှာသူကိုယ်တိုင်ကလည်း Serie A club တွေကိုပြောင်းရွှေ့ဖို့တော့ဒီရဝင်ဆွေးနွေးနေပြီဖြစ်တယ်ဆိုတော့ Cola Hala ရထွက်နေတယ် Napoli အသင်းကလည်းရှိမှာ Elio ကိုခေါ်ယူဖို့အတွက်ဒါကျွန်တော် Transfer Market မှာရှေ့ကပြေးနေဆိုတဲ့တွေထွက်လာခဲ့တယ် Cola Hala ဒီကအခုလက်ရှိမှာ Elio ကိုခေါ်ယူဖို့နောက်ထပ် Premier League တဲ့သင်ကတော့ Hoover Hayden နဲ့နာမည်ကြီးနေတယ်မှာပါတယ် Hoover သင်ကလက်ရှိမှာဒါကျွန်တော်သူတို့ရဲ့ကွင်းလည်ပိုင်းဖြည့်တည်မှုတွေလက်ရှိမှာသူတို့အနေနဲ့ Matthews ခုနကွေးရောင်းချထားတဲ့ပတ်ချံကနေပြီးရထားတဲ့ budget တွေနဲ့တူ အဲ့ဒီရောက်ကိုဝယ်ဖို့အတွက်စိတ်ဝင်စားနေရတရားဝင်ချိတ်ဆက်မှုတော့မပြည့်လို့ရသေးဘူးလက်ရှိမှာဒါကြောင့် transfer market ရဲ့တတ်မှတ်ထားတဲ့ဈေးအရဆိုတော့ euro တန်း30ဈေးပေါက်တယ်ကစားသမားကလက်ရှိမှာဒါကျွန်တော်တို့တီတလောက်ကစာရုပ်တန်းခုနကျွန်တော်လူချိုလိုပါပဲစာရုပ်တန်းနှစ်နှစ်ကျန်နေသေးတဲ့ကစားသမားတယောက်ကိုသိရအဲ့တော့ပြောချင်တာကတစ်ဖက်က liverpool တင်းနဲ့ဒီကစားသမားရဲ့အပြောင်းအရွှေ့ကပတ်သက်ပြီးတော့ပေါင်တန်း20 25တန်းပတ်ချလဲဝင်ကြဖြစ်တဲ့ transfer market ကဈေးတန်း euro တန်း30ပတ်ချလဲဝင်ကြသူတို့အနေနဲ့လူချင်တယ် wolf ကလက်ရှိမှာစိတ်ဝင်စားတဲ့အဆင့်မဖြစ်ပြီး series ဘက်ကဒါကစားသမားတယောက်ဝင်တော့မှစကားပြောနေပြီဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ် ော့လီဗာပူးအသင်းတွေနဲ့အခုလက်ရှိမှာစိတ်ဝင်စားဖို့ကောင်းတယ်သူတို့ရဲ့အဝင်နေမှုပဲနဲ့အထွက်တွေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတယ်ဒါကောလာဟာလာတက်နေတာတခုရှိတယ်ဒါလက်ရှိမှာ reality တော့မဟုတ်ဘူးကောလာဟာလာတက်နေတဲ့တည်တခုရှိအဲ့ဒါကဘာလဲဆိုတော့လီဗာပူးရဲ့လက်ရှိနံပါတ်1ကုသမဖြစ်တဲ့ Alisson Becker ကို Galatasaray အရင်နဲ့ခေါ်ကျင်တယ် Alisson Becker ကို Galatasaray ဘက်ကပုဂ္ဂိုလ်ကြီးရသဘောတူညီမှုအဲ့လောက်ထိခက်ခဲမှာမဟုတ်ပေမဲ့လက်ရှိမှာစာရုပ်သက်တမ်းကြံနေသေးတဲ့အတွက်ကြောင့်မို့လီဗာပူးကခေါ်မဲ့ဈေးကိုသူတို့အနေနဲ့ကြောက်တယ်လို့သိရတယ်မှာပါတယ်အခုလက်ရှိမှာ Galatasaray နဲ့သူတို့ရဲ့ကုသမနေရာအတွက်ဒါကျွန်တော် Alisson Becker ကိုစိတ်ဝင်စားနေတယ် Alisson Becker ော့အခုလက်ရှိမှာဒါကျွန်တော်အယ်နစီယာကိုအော်ဟီလီတို့အုပ်စုကပါစိတ်ဝင်စားနေတယ်ဒါအဓိကကဒါခရစ်စတီယာမနော်ရီနဲ့အဲဒါဆန်ဘက်ကကိုဒါ အခုကနဘယ်လိုခေါ်ယူစီခြင်းလဲဆိုတော့ကောလာဟာလာတက်ခဲ့ဒါမှဒါကကောလာဟာလာပဲအစင်တော့မရှိအဲ့တော့လက်ရှိမှာရနဒူကသူ့ရဲ့အသင်းကိုဒါပို့ပြီးတော့ဆင်းမြင်စီခြင်းတယ်ပေါ့နော်အဲ့တော့အလစ်စတန်ဘက်ကလည်းဒီနေ့လူရာဒီမှာထွက်ရမယ်ကစားသမားကြီးတဲ့တယောက်များဖြစ်ပလာဒါကတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါပါတယ်ဒါလည်းပဲပေါ်လုံးဘက်တကူကြည့်ရှုခြင်းလဲဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ before you တို့မှာဂျင်းလူဆိုပေါအောင်ကူညီလို့ရပါတယ်ညီလိုက်လည်းကလစ်ဖုန်မေးကြပါနဲ့ပြအောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတဲ့ဒီ before you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မှာစကူညီပြီးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။များများလေးလည်း click ဖို့မမေ့ကြပါနဲ့။များများ click မှာမြန်မြန်နေဖြစ်ပါလေ။အားလုံးကြိုတူပါရစေ။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးကြိုတူပါရစေ။များများလေး click ပြကြပါဗျ။များများ click မှာမြန်မြန်နေဖြစ်ပါလေ။ Dave ပါဗျ။